လက်ခံယုံကြည်ဖို့ခက်ခဲနိုင်တဲ့ဘောလုံးလောကတွေကထူးခြားသောအချက်အလက်များဘောလုံးပရိသတ်တရားအတွက်ယုံကြည်လက်ခံဖို့ခက်ခဲနိုင်တဲ့ဘောလုံးလောကတွေကအမှန်တရားအချက်အလက်တွေကိုပြောပြပေးသွားမှာပါနံပါတ်၁ပရီးမီးယားလိဖလားချန်ပီယံဖြစ်ဖို့တဲ့အင်္ဂလိပ်လူမျိုးနီးပြားမရှိခြင်းပရီးမီးယားလိပြိုင်ပွဲဆိုတာကအင်္ဂလန်နိုင်ငံရဲ့အကြီးမားဆုံးနဲ့အအောင်မြင်ဆုံးပြည်တွင်းဘောလုံးလိတစ်ခုဖြစ်တယ်လို့အင်္ဂလန်ဘောလုံးလောကအတွက်လည်းအသက်အမြတ်ကြီးပါပါတယ်ဒါပေမဲ့လည်း1990နဲ့1993ဘောလုံးရာသီမှာ အင်္ဂလန်ပရီးမီးယားလိပြိုင်ပွဲလို့နမဲအသင်းနဲ့ပြိုင်ပွဲသစ်စတင်ကျင်းပချိန်ကနေစပြီးအခုပြီးခဲ့တဲ့ဘောလုံးရာသီအထိပဲအင်္ဂလန်လူမျိုးနီးပြားကမှပရီးမီးယားလိဖလာကိုရရှိအောင်မစွမ်းဆောင်ဘူးပါဘူးစကော့တလန်လူမျိုးနီးပြားဖာဂူဆန်ပြင်သစ်လူမျိုးအာဆယ်ဝင်ကဂျာမနီလူမျိုးဂျာဂန်ဂလော့စပိန်လူမျိုးဂွာဒီယိုလာစားတဲ့နိုင်ငံခြားသားနီးပြားတွေကပဲပရီးမီးယားလိမှာပိုဆွဲမှုတာဖြစ်ပါတယ်နံပါတ်2 2016တနှစ်တာလုံးမှာရှုံးတဲ့ပွဲထဲရားတဲ့ဆူပလာရီအတွက်များခဲ့တဲ့ရော်နယ်ဒို 2016ခုနှစ်ကတော့ခရစ်စတီယာနိုရိုနယ်ဒိုရဲ့ကစားသမားဘဝမှာအအောင်မြင်ဆုံးနှစ်လို့ဆိုရပါမယ်။ရိုနယ်ဒိုဟာ2016ပြည့်ကတည်းကနေမှချန်ပီယံလိဘလားယူရိုဘလားဥရောပစူပါဘလားနဲ့ကမ္ဘာကလပ်ဘလားလီလုံးကိုစုခူးနိုင်ခဲ့တာပါ။အဆိုပါတစ်နှစ်တာအတွင်းရိုနယ်ဒိုကစားခဲ့သမျှဘောလုံးပွဲအားလုံးမှာရှုံးပွဲ၃ပွဲသာရှိခဲ့ပါတယ်။ဒါကြောင့်လည်း2016ခုနှစ်ကရိုနယ်ဒိုအတွက်ရှုံးပွဲထက်ဘလားပိုရတဲ့ထူးခြားသောနှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။နံပါတ်3ကိုနေဆက်တိုက်အင်ဂွင်းရှုံးပွဲမရှိဆန်ချိန်တင်နိုင်ခဲ့တဲ့မော်ရီညို ပေါ်တူဂီလူမျိုးနီပြမော်ရီညိုကတော့ဘောလုံးလောကရဲ့ထိတ်တန်းနာမည်ကြီးနီပြတူပါမော်ရီညိုနဲ့ပတ်သက်ပြီးထူးခြားတဲ့မှတ်တမ်းကတော့ကိုနေတီတီအိမ်ခွေးမှာရှုံးဝဲမရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်မော်ရီညိုက2002ခုနှစ်ကနေ2011ခုနှစ်အထိကိုနှစ်တာကာလအတွင်းမှာပေါ်တိုချက်စီအင်တာမီလန်နဲ့ရီယယ်မက်ထွေအသင်းတွေကိုကင်တွယ်ခဲ့တာပါအဆိုပါကိုနှစ်တာကာလအတွင်းမှာအဲ့ဒီအသင်းလေးအသင်းကိုအိမ်ခွေးရှုံးဝဲမရှိအောင်ကင်တွယ်နိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုစံချိန်မျိုးကိုဘယ်နည်းပြားကမှမလုံနိုင်ပါဘူး နံပါတ်5ယူရိုပါလိဖလားဟာဂျာကန်ကလောဝင်ပြိုင်သမျှမရဘူးတဲ့တခုတည်းသောဖလားဖြစ်ခြင်းပြီးခဲ့တဲ့ဘောလုံးရာသီမှာလီဗာပူးအသင်းကနေအနားယူသွားတဲ့နီးပြားဂျာကန်ကလောဟာသူရှင်ပြိုင်သမျှပြိုင်ပွဲတိုင်းကိုအနိုင်ယူပိုဆွဲခဲ့ဘူးတဲ့ဆိုတဲ့မှတ်တမ်းရှိပါတယ်။ဒေါမွန်အသင်းနဲ့အတူဂျာမန်ပိုကယ်ဖလား DFB ဖလားဘွန်ဒက်စ်လီဂါဖလားလီဗာပူးနဲ့အတူပရီးမီးယားလိဖလား FA ဖလားကာရာဘောင်ဖလားချန်ပီယံလိဖလားစူပါဖလားကမ္ဘာကလပ်ဖလားအားလုံးကိုနီးပြားဂျာကန်ကလောကဆုတ်ခူးခဲ့ပါတယ်။ ဒါပေမဲ့လီဗာပူးလ်နဲ့ယူရိုပါလိပြိုင်ပွဲဝင်ပြိုင်ရမှာတော့စုဖလားမရခဲ့တာပါ။ဒါကြောင့်လဲယူရိုပါလိပြိုင်ပွဲဟာကလော့အတွက်ဝင်ပြိုင်ပြီးကြာရှုံးတဲ့တခုတည်းသောဖလားအဖြစ်မှတ်တမ်းဝင်နေပါတယ်။နံပါတ်5ရီယယ်မက်ဒရစ်အသင်းဟာဟာလန်ကိုမသွင်းဂိုဖန်တီမိုမလုံနိုင်တဲ့တခုတည်းသောအသင်းဖြစ်ခြင်းမန်စီးတီးအသင်းကနော်ဝေးတိုက်စင်မှုဟာလန်ဟာယနေ့ကမ္ဘာအကောင်ဆုံးတိုက်စင်မှုတစ်ဦးဖြစ်တယ်ဆိုတာတန်တရားဖြစ်စရာမရှိပါဘူးဟာလန်ဟာသူရင်ဆိုင်ကစားသမျှအသင်းတော်တော်များများကိုဂိုးသွင်းတာဂိုဖန်တီတာတွေလုပ်ဖူးပါတယ် ဒါပေမဲ့ဟာလန်ရဲ့ professional senior ကစားသမားဘွားမှာကိုမသွင်းကိုဖန်တီမှုမလုံးနိုင်တဲ့တခုတည်းသောအတင်က Real Madrid အတင်ပါပဲ။ဟာလန်ဟာ Dortmund အတင်မှာရှိနေစဉ်မှာရော Man City အတင်ကိုပြောင်းရွှေ့ပြီးနောက်မှာပါ။ Real Madrid အတင်နဲ့အချင်းချင်းရင်ဆိုင်ခဲ့ရတာပါ။ဒါပေမဲ့လည်းဟာလန်တယောက် Real Madrid အတင်ဘက်ကိုဂိုးသင်းဖို့ခက်ခဲနေစေဖြစ်ပါတယ်။နံပါတ်6ဘရာဇီးကစားသမားဟောင်း Robin ညိုနဲ့ Marcelo တို့ဟာရုပ်ချင်းချွတ်ဆွတူနေခြင်း Real Madrid အတင်နောက်ခံလို့အောင်စပင်ကောက်ကောက်ဆုပ်ဖွားကင်းနေ Marcelo ကိုအားလုံးကသိကြမှာပါ။ မာဆေလိုမှာသာစပိန်ကောက်ကောက်ဆုတ်ဖွားခဲ့မှရှိဘူးဆိုရင်အရင်တော့ကရီယယ်မက်ထရစ်အသေးနဲ့မန်စီးတီးမှကစားခဲ့ဘူးတယ်။ဘရာဇီးကစားသမားဟောင်းရောဘင်ယိုနဲ့ချွတ်ဆွတ်တူနေတာကိုတွေ့ရမှာပါ။မာဆေလိုကိုရိုင်းကလည်းသူ့ရဲ့စပိန်ကောက်ကောက်ဆုတ်ဖွားမပါတဲ့အခါလူတွေကသူ့ကိုရောဘင်ယိုနဲ့မားကြလွန်လို့စပိန်ဆုတ်ဖွားခဲ့ထားနေရတာလို့အင်တာဗျူးတစ်ခုမှာပြောမှုပါတယ်။အခုတင်ဆက်ခဲ့တာကတော့ရုတ်တရက်ယုံကြည်လက်ခံဖို့ခက်ခဲနေတဲ့ဘောလုံးလောကတွေကထူးထူးခြားခြားအချက်အလက်တွေဖြစ်ပါတယ်။